မင်္ဂလာပါရှင်ဒက်ဆလေဝဲလီနူရဲ့နိုဝင်ဘာ26ရက်နေ့ည7:00နာရီထိနောက်ဆုံးရနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါလူတိုင်းရှားဖို့မလွယ်ကူတဲ့အဘိဓမ္မာဝဲကြီးတစ်ခုကိုရှားသွားခဲ့တဲ့နန္ဒလိုင်ရဲ့အမကြီးဒေါ်သိသိလိုင်ရဲ့တရင်ဇက်ရံမင်းသမီးဖြစ်လူတည်နေသွားတာကြောင့်အထောင်းပံ့လေးဖြစ်ဖြတ်တန်းနေရတဲ့နှွေနီရဲ့တရင်တပေါ်လေးတပေါ်ကြောင့်တစ်ချိန်ကခင်းဆန်းဝင်းတဲ့ချစ်သူတွေဖြစ်ခဲ့တယ်လို့ထင်ကြေးပေးခံရတဲ့အောင်မင်းခက်ရဲ့တရင်ပါဝင်ပရိုဂျူဆာနဲ့ပွဲဖြစ်လို့နုပညာလုပ်တွေမလုပ်တော့ဘဲတန်တာမိုးသိမ့်ကိုလက်ကျွဲခေါ်ယူက နုပညာလုပ်တွေလုပ်နေတဲ့နေဂျိုးနဲ့ဟင်းဝရရဲ့တရင်တွေကိုရှုစားမှာပဲဖြစ်ပါတယ်ရှင်။ producer နဲ့ပွဲဖြစ်လို့အနုပညာလုပ်တွေမလုံးရတဲ့တန်သာမိုးတဲ့ကိုလက်တွဲခေါ်ယူကာအနုပညာလုပ်တွေလုပ်နေတဲ့နေတိုးနဲ့ဟင်းဝရပြည်သက်ကြီးတဲ့တိကျမှာပါတေဥဆောင်မင်းမီကျော်လေးတန်သာမိုးတဲ့တရားတလုံးမှာအစိမ်းမကောင်းစရာဖြစ်ပျက်နေတဲ့ကြုံတွေ့ကြရပါတယ်။ဒီမှာဟာလင်းနေတီတီတွဲခဲ့တဲ့ချစ်သူက သူမကိုထိုင်းရခဲ့ပြီးတော့ဆရာဝန်မလေးပြောင်းလဲလက်ထက်သွားခဲ့တဲ့ကိစ္စပါပဲဒီကိစ္စမှာပို့ပြီးတော့ရန်နာဆရာကောင်းတာကသူမရဲ့ချစ်သူဟောင်းနာမည်ကြီးရုပ်ရှင်ထုတ်လုပ်သူ producer တယောက်ဖြစ်နေတာပါပဲလူမညာလောကဆိုတော့ producer တွေရဲ့လက်တလုံးချားမှရှိရလို့ပြောလို့ရပါတယ်ဒါပေမဲ့ producer နဲ့ပြဿနာတက်ပြီးတော့လမ်းခွဲလိုက်တော့တန်တာမိုးသိန်းတို့အမှုပညာလမ်းကြောင်းပိတ်ဆို့ခံရမယ့် NDA ရှိလာပါတယ်။ပိုဆိုးတာကရောဂါသဘာဝအတိုင်းပါပဲ။အချိန်ဝါရှိတဲ့ producer ကိုညနေလိုညနေရလှုပ်ချင်ကြတဲ့အမှုပညာတိုင်ဝန်ကမိတ်ဆွေတို့တို့ချို့က တန်တာမိုးသိမ့်မက်ကမရက်ဒီပဲနဲ့ဟိုဘက်ကိုပေါင်းပြီးတော့ဖိနှိပ်ခြင်းနဲ့ပုံစံမျိုးတွေပြသလာခဲ့ပါတယ်။ဒိုင်းမင်းထိတ်တဲမင်းသားကြီးနှစ်လက်ကတော့မတရားမှုကိုလက်ပိုင်ကြည့်မနေခဲ့ပါဘူး။သူတို့ကတော့နိုင်ငံကျော်မင်းသားကြီးနေတိုးတဲ့ဟင်းဝီယန်တို့ပဲဖြစ်ပါတယ်။နေတိုးတဲ့ဟင်းဝီယန်တို့ဟာတန်တာမိုးသိမ့်ကိုနုပညာလောကတွေကိုညီမလေးရင်းတရားလိုသဘောထားပြီးတော့လက်တွဲခေါ်ယူကြပါတယ်။ producer တယောက်ကပြဿနာတက်လိုက်ုံနဲ့အရေးချင်းရှိတဲ့မင်းမိတ်တယောက်ပြောက်ွယ်သွားလို့မရဘူးဆိုတော့သူတို့ကလက်တွဲပြသလိုက်တာပါပဲ။လက်ရှိမှာဟင်းဝီယန်ဆိုရင် သူရဲ့ကိုပိုင်ရုပ်ရှင်ထုတ်လို့ရေးတန်တော်မိုးသိမ့်ကိုမင်းသမီးဖြစ်နေရွေးချယ်ပြီးစကားတွေရိုက်ကိုပေးနေပါပြီ။နေတုံးကလည်းသူရဲ့နှုတ်ညာလုပ်ငန်းတွေမှာတန်တော်မိုးသိမ့်ကိုနေရာပေးပြီးတော့လက်တွဲခေါ်ယူနေတာကိုတွေ့ရပါတယ်။ဒါဟာတန်တော်မိုးသိမ့်ကိုအားပေးရရောက်တယ်လို့တစ်ဖက်က producer တွေကိုမျက်နှာလုတ်တဲ့သူတွေအတွက်ပိုင်းရိုက်လိုက်တယ်လို့ပါပဲ။အကိုကြီးတွေဖေးမမှုတွေကြောင့်တန်တော်မိုးသိမ့်တောင်နှုတ်ညာလုပ်ငန်းတွေဆက်လက်လုပ်ကင်ဝင်ရပြီးပရိသတ်ရှိကိုပြောင်းလာနိုင်ခဲ့ပါတယ်။ဒီနေရာမှာလေးစားစရာကောင်းတာကနေတုံးနဲ့ဟင်းဝင်တို့ရဲ့တတိယတီချက်ပါပဲ။ ပုံမှန်ဆိုရင် producer ရဲ့ပြဿနာတထားတဲ့မင်းသမီးကိုခေါ်ရိုက်ဖို့ဆိုတာလုံတိုင်းမလုပ်ရင်ချာမှာဘူး။ဒါပေမဲ့သူတို့ကသူများဖယ်ကျင်ထားရင်တော့မှငါတို့မပြစ်ပေဘူးဆိုတဲ့စိတ်ဓာတ်ကိုအမှန်တရားပကံရည်တည်ခဲ့ကြတယ်။ဒါဟာသနာမိုးသိမ့်နေမဟုတ်ဘဲနဲ့နုပညာလောကမှာနေရာပြောက်ပြီးတော့ကြောက်ပြီးအနိုင်ကျင့်ခံနေရတဲ့မင်းသမီးငယ်လေးတွေအတွက်ပါအားစိတ်တစ်ခွပါဖြစ်စေခဲ့တာပေါ့။ပြည်သက်တွေကလည်းနုပညာရေးချင်းရှိရင်ရိုးသားတဲ့သနာမိုးသိမ့်ကိုဒီလိုဝိုင်းဝန်းဖိမှတာမြင်ရတော့ဒီမင်းသားရဲ့နှက်လက်ကိုအရင်ကထပ်ပို့ပြီးတော့လေးစားအချစ်တိုးလာကြတာမှန်ပါပဲ။ ဒါနဲ့မကသေးပါဘူး။ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့စကားကတန်တာမိုးသိမ့်တတော်ပြောင်းပြန်ဖြစ်သွားဝင်ရပါတယ်။အခြေအေးကကန်ခင်းခဲ့ပေမဲ့အခုခါမှာတော့သူမမှာအရင်ချစ်သူဟောင်းပရိုဂျူဆာတောင်ချမ်းသာကြွားရဲထိတ်တန်းစီဝိုင်းလုပ်ငန်းရှင်ဘောစီတောင်နဲ့ချစ်သူတွေဖြစ်နေကြပြီလို့သတင်းတက်တက်ကြားသိရတာပေါ့မကြာခင်မှာလည်းထပ်တော့မယ်လို့တောင်ပြောတဲ့နေထွက်နေတာပါဒါကြောင့်တသာမိုးသိရဲ့လက်ရှိအခြေအနေကတော့အနုပညာအလုံးမှာနေတိုးနဲ့ဟင်းဝင်တို့လိုအကိုကောင်းနေရဲ့စောက်ရှောက်မှုနဲ့အလုပ်တွေဆက်လုပ်နေရတယ်လို့အခြေအမှလည်းပိုကောင်းတဲ့လူတယောက်နဲ့ဖူးဆောင်နေပြီလို့ဆိုရမှာပါ ကဲပြည်သက်ကြီးတန်တာမိုးသိမ့်လို့ညီမလေးလိုဆောက်ရှောက်ပေးနေတဲ့နေတိုးနဲ့ဟင်းဝင်တွေစိတ်တကိုလေးစားမိကြရဲ့လားခက်ခဲတွေကြားထဲမှာပြန်လဲဥမော်လာတဲ့တန်တာမိုးသိမ့်အတွက်ရောဝမ်းသာစကားလေးတွေပြောပေးသွားကြပါအောင်ရှင်လူတိုင်းရဖို့မလွယ်ကိုရင်အဘိဓမ္မာဝေကြီးတစ်ခုကိုရသွားခဲ့တဲ့နန္နာလိုင်းရဲ့အမကြီးဒေါ်သိသိန်းလိုင်းအားလုံးပဲမင်္ဂလာပါဒေစလီဗရီနျူပေးကနေပြန်လည်အားကြိုဆိုလိုက်ပါရစေ။ နန္ဒလိုင်ဟာတစ်ချိန်တစ်ခါကအောင်မြင်ဆုံးမင်းသမီးတယောက်ဖြစ်တယ်လို့သူ့ရဲ့မိသားစုကလည်းဆွေကြီးမျိုးကြီးဖြစ်နေပါရင်မော်လမြိုင်ဇာတိဖြစ်တဲ့နန္ဒလိုင်တို့မိသားစုမှာညီကောင်မောင်နှမတွေကလည်းပညာတတ်မျိုးရိုးကြီးဖြစ်နေကြပြီးတော့နေပေတီးတီးမှထူးချွန်နေကြပါရင်အဲ့ဒီမှာမှနန္ဒလိုင်ရဲ့အမကြီးဖြစ်တဲ့ဒေါ်သိသိနိုင်ကလူတိုင်းရှားနိုင်ဖို့မလွယ်ကူတဲ့အပိဓမ္မာဘွဲကိုရရှိခဲ့သူပါနန္ဒလိုင်ရဲ့အမကြီးဖြစ်တဲ့ဒေါ်သိသိနိုင်ဟာအင်ဂျင်နီယာဘွဲကိုရထားသူတရားဖြစ်ပြီးတော့အပိဓမ္မာစာမေးပွဲတွေကိုလည်းဝင်ရောက်ဖြေဆိုသူဖြစ်ပါရယ် ဒီရက်ပိုင်းအတွက်မှာတော့ဒေါ်သိသိလိုင်ဟာဆုနာအာပေဓမီကကလျာနညနာတာစာဘွဲကိုရရှိခဲ့ပါတယ်ဒီဘွဲကခက်ခဲတဲ့ဘွဲဖြစ်ပြီးတော့လူပုဂ္ဂိုလ်တွေအနေနဲ့ဖြည့်ဆို့လို့ရတဲ့အပိဓမ္မာ စာမေးဘွဲကိုဖြည့်ဆို့ပြီးမှရှာနိုင်တာပါအပိဓမ္မာပြန်ပွားရေးသင်ကြီးအောင်ကြီးမှုပြီးတော့အပိဓမ္မာစာတော်ပြန်ပွဲကြီးကိုကျင်းပလေးရှိပါတယ်ဒီစာမေးဘွဲမှာလူပုဂ္ဂိုလ်တွေကကျမ်းစိတ်ပိုင်း15ပိုင်းကအာကုနဲ့သဘောရေးဖြည့်ဆို့ပြီးတော့နှစ်ပါးခွဲကပြန်ဆို့ပို့ဆောင်ရပါတယ်ကျမ်း15ပိုင်းမှာ9ပိုင်းအောင်မြင်ရင် ဆုနာအာဘေဓမီကကလျာနညာနာတစားဝဲဆယ်ပိုင်းအောင်မြင်ရင်မြစည်းမအာဘေဓမီကကလျာနညာနာတစားဝဲ15ပိုင်းအောင်မြင်နော်မဟာအာဘေဓမီကကလျာနညာနာတစားဝဲကို စက်ကက်ခင်ရပါတယ်နန္ဒလေးရဲ့မကြီးဖြစ်တဲ့ဒေါ်သိသိလိုင်ဟာကျန်းကြီးငါးချမ်းကိုအာကုံသဘောရေးပြေပြေပြန်ဆိုပြီးနောက်အောင်မြင်တာကြောင့်ဆုနာအာဘေဓမီကကလျာနညာနာတစားဝဲကိုရှားသွားခဲ့တာပါအဘိဓမ္မာကျမ်းတွေကိုပါဠိဘာသာနဲ့ရေးသားထားတာကြောင့် ဖက်ရှိဖို့ဒါမှမလွယ်ကူပေမဲ့လည်းဆရာထက်တန်စိတ်စူးစားလိုစိတ်နဲ့ပူစောလိုစိတ်တို့ကြောင့်ပဲကျမ်းမောင်းများစွာကိုဖြစ်ဆိုနိုင်ခဲ့တာဖြစ်ပါရည်။အဲဒါကြောင့်လည်းဆရာတို့ဒီကိုယ်တိုင်ကဒီလိုပွဲတွေဟာလူတိုင်းမရနိုင်တဲ့ပွဲတွေဖြစ်သတ်မှတ်ထားကြပေးဒီလိုပွဲတွေကိုရရှိသူဟာလည်းတကယ်ကိုလေးစားလောက်စရာပုံကိုပြနေပါရည်။အဘိဓမ္မာစာဝေးဝဲမှာရှားတဲ့ပွဲတွေကငွေရှိတိုင်းလည်းမရနိုင်ပေကိုယ်တိုင်စူးစားအထောက်ပြီးတော့ဖက်မက်လီလာမှသာရှားနိုင်တာပါ။နေနာလိုက်ရဲ့မှာကြည်လင်ဒီလိုပွဲကိုရသွားတာကြောင့်မိတ်ဆွေတွေကကိုပြူစကားတွေပြောနေကြပါရည်။ လောက်ကြီးဘက်မှာလည်းမြန်မာတဲ့ဝဲကိုရတဲ့ပြင်အသက်ရွယ်ရလာပြီးနောက်မှာလည်းဗီဒမာစာမေးဝဲကိုဝင်ဖြေပြီးခက်ခဲတဲ့ဝဲကိုရသွားခဲ့တာကတော့အားကျလောက်စရာဖြစ်ပါတယ်။အခြားသူတွေအတွက်လည်းတွေ့ယူစရာဖြစ်နေပြီးတော့စူးစမ်းအထောက်အမှုရှိရဲ့နော်။လူတိုင်းရဖို့မလွယ်တဲ့ဘွဲတစိတ်တွေကိုတောင်မှရှာနိုင်ပါသေးတယ်။နာလိုင်းတို့မိသားစုကငွေကြေးချမ်းသာကြဲဝါတဲ့ပြင်တစ်ဖက်မှာလည်းဘာသာရေးကိုလည်းအားစိုက်ကြပါတယ်။နာနာလိုင်းကိုရိုင်းလည်း2020ခုနှစ်မှာတိရိသူဓမာတင်ကြီးဝဲကိုရခဲ့ပါသေးတယ်။တိရိသူဓမာတင်ကြီးဝဲရလည်းရဖို့မလွယ်ကူတဲ့ဘွဲတစ်ခုဖြစ်ပြီးတော့ရှင်ပြုရဟန်းခန့်ချင်း ဗုဒ္ဓဘာသာထွန်းကားမှုအားနည်းတဲ့ဒေသတွေကိုလူတန်းခြင်းပရိယတ်ဒေသတင်လိုက်တွေကိုလူတန်းခြင်းစတဲ့တန်တနာကြီးဆိုင်ရာကိစ္စတွေမှာလူတန်းငွေကစုစုပေါင်း7သိန်း4000ထက်ရှိမှပေးရတဲ့ဝဲဖြစ်ပါတယ်အလိုက်တို့ညီမနှစ်ယောက်လုံးကရရှိဖို့အတွက်ခက်ခဲတဲ့ဘွေးတွေကိုပိုင်ဆိုင်ထားတာကြောင့်လဲပရိသတ်တရားအံ့ဩနေကြပါတယ်။သူတို့မိသားစုကငွေကြေးချမ်းသာကျယ်ဝပေမဲ့လည်းကြွားလို့မထုတ်တာကြောင့်လဲအမှုပညာလောကသားချက်ချင်းမှတောင်မှလေးစားလောက်စရာပြင်နေပါတယ်။ငွေကြေးရလည်းချမ်းသာကျယ်ဝတဲ့ပြင ။ဘာသာရေးနဲ့ဆိုင်တဲ့ပွဲတွေကိုရရှိတဲ့နန္ဒာလိုင်းတို့ညီမနှစ်ယောက်ပေါ်မှာဘယ်လိုမျိုးမြင်လဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။စပိုးစရံမင်းသမီးဖြစ်လူတင်နေသွားတာကြောင့်ထောင်းတယ်လေးဖြစ်ဖြတ်တန်းနေကြရတဲ့တွင်နီကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်တွင်နီကတော့စပိုးစရံတရုတ်ဆောင်ဖြစ်အားပြေးပေးရသူဖြစ်ပါတယ် နှစ်ပေါင်း30နီးပါးတိနှုပညာနယ်ပယ်ထဲမှာကျင့်လေခဲ့ရတဲ့သူပါ။ဒါကြောင့်လေဇပိုးဆက်ရံမင်းသမီးတွေထဲမှာတဘာယောတွေ့ကြုံမှာပြည်ဆောင်ခဲ့ရတဲ့သူတွေဖြစ်ပါရည်။လက်ရှိမှာတော့ကုညီခေါ်ရိုက်မဲ့သူရှာပလာခဲ့တာကြောင့်လေတော်လေးကောင်မှခက်တွေ့လာခဲ့ရတာဖြစ်ပါရယ်။တွင်ဒီကတော့အလုပ်ဟုသမ ्या ဂုံရှိစွာဆိုတဲ့စကားပုံလေးနဲ့အတိုင်းရောင်ရလိုလေးကိုအတူယုံကန်ခဲ့သူပါ။ဒါကြောင့်လေအတူမျိုးစုံနဲ့တူတွေ့လာခဲ့ရတယ်လို့အလုပ်မျိုးစုံနဲ့ပါစူးစမ်းခဲ့ရပါရယ်။ဒါအိမ်မဲ့လေတဆိုင်မိတဆိုင်ပိတ်ခဲ့ရတဲ့အထိတစ်ဖက်မှာလေအစင်မပြေမှုတွေနဲ့တူ မတိမြဲခဲ့တာလည်းဖြစ်ပါရဲ့လက်ရှိချိန်မှာတော့သူမတူတဲ့ OS လေးနဲ့တူဂျူးမြင့်ထောင်းဆိုင်လေးကိုပါဖွင့်လှစ်လာခဲ့တာပါဒါကြောင့်လည်းပြည်သက်တရားပါဂူနာတက်လာခဲ့တာဖြစ်ပါရဲ့စပိုတယောက်ဆောင်နွေနီနေနဲ့တစ်ဖက်မှာတော့လူအများစုမဖြစ်ချင်တဲ့အရာကိုပါကြုံတွေ့လာခဲ့တာဖြစ်ပါရဲ့ကျမရေးချင်းလေးတွေကြောင့်ကောင်းမွန်ဆုံးရက်တွေကတကြော့ပြန်ကြိုးစားလာကြရတာဖြစ်ပါတယ်။ဒါကြောင့်လည်းအနေအမြင့်အတက်ကြမျိုးမျိုးကိုပါတစ်ဖက်မှာကြုံတွေ့ရတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ရုပ်ရှင်ဇလန်းသွားတွေတဲ့ ပုံမလဲတွေ့ကြတဲ့နွေနီးရဲ့ဖြစ်ပျက်လေးပေါ်မှာစိတ်မကောင်းဖြစ်နေရပါတယ်။နွေနီးနေနဲ့အကယ်ဒမီပေးပွဲနဲ့တူတဖြည်းဖြည်းဝေးကွာလာခဲ့သူဖြစ်ပါတယ်။ဓာတ်ပြမှာတော့ဝါသနာပါရဖြတ်သန်းခဲ့ရတဲ့အမှုပညာလောကစီကိုပါတစ်ဖက်မှာလမ်းဆွနေကြရသူပါ။နှစ်ပေါင်းများစွာကြာတဲ့အထိဖြတ်သန်းခဲ့တာကြောင့်လေမိတ်ဆွေများစွာနဲ့ပါလက်တွဲပြီးတော့လုပ်ကိုင်ကြရပါတယ်။လက်ရှိမှာတော့အမှုပညာရှယ်ဝန်းနဲ့တူတော်လေးကိုမှကင်းကွာလာသူဖြစ်တယ်လို့ဇက်ပိုစိတ်ရဖြစ်နေပါ။သိရှိသူနဲ့ပါလာခဲ့တာပါ။ဒါကြောင့်လေထောင်းတယ်လေးအဖြစ်စူးစမ်းလာခဲ့ရပါတယ်။ အစီအပြေတဲ့ချိန်တွေမှာလူတန်းလေးတွေနဲ့တူပေါ်လာတတ်တာကြောင့်လေပြိသက်တရားနွေနီကိုသတိပြုမိလာခဲ့ရပါတယ်။ဒါကြောင့်လေအစီအမပြေဖြစ်လာချိန်တွေမှာပါတကြောပြန်စိတ်မကောင်းဖြစ်လာခဲ့ရတာပါ။ပြိသက်တရားတော့ပြေလိုက်မပြေလိုက်နဲ့တူရုပ်ရှင်ဆက်ဆံဖြတ်တန်းလာတဲ့ပေါ်တန်ဝေကတရားလေးနဲ့ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လေအစီအမပြေဖြစ်လာဖို့ရေးအားပေးဝန်းရံလာခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့တနိုင်တပိုင်းဝန်ဆာလေးတွေကောင်းမွန်ဆုံးဖြစ်ချက်တည်လာခဲ့တာပါပြိသက်တရားတော့ဖက်တီးမှဒူးအောင်လို့လို့အောင်မြင်သူတွေဖြစ်မြင်တွေ့ကြလာရပါတယ်ဒါကြောင့်လင်းလက်ရကောင်းတဲ့ထောင်းလေးတွေနဲ့တူ အဆင်ပြေပြေမြင်တွေ့ကြလာကြရတာဖြစ်ပါတယ်။ဂျာပြင်မှာတော့ကိုညင်သူတွေနဲ့တူတွေ့လာနိုင်ဖို့ရှိကောပါတစ်ဖက်မှာဆုမွန်ကောက်တောင်းလာပေးကြရတာဖြစ်ပါတယ်။စပိုးစရံမင်းသမီးဖြစ်နေပေါင်းများစွာဖြတ်တန်းကြရပေမဲ့လေအထောင်းတယ်လေးဖြစ်စူးစမ်းနေတဲ့နှွေနီးပေါ်မှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။မင်္ဂလာဆောင်မီကလေးရောင်းမဲ့ချင်းတွေလက်ဖွဲ့ပစ္စည်းတွေတွေ့ဖွဲ့ရနေတဲ့စုပြည့်တဲ့စင်းနဲ့ဟင်ဝေရံ ပြည်သက်ကြီးလည်းသိကြပါပါဟင်းဝရနဲ့စွေသည်စင်တို့ရဲ့မင်းလာပွဲကြီးဟာငါးပွဲ၆ပွဲဒီဒီကျင်းပခဲ့ပြီးတနိုင်ငံလုံးဟိုးလေးတကြောဖြစ်ခဲ့ပါရီပုံမှန်ဆိုရင်မင်းလာပွဲပြီးသွားတာနဲ့လက်ဖွဲ့ကိစ္စတွေပြီးသွားလိမ့်ရှိပါရီမြမရွာရင်ကျေမှုရလက်ဖွဲ့တွေဆိုတာမင်းလာဥဒရသားနဲ့သူတို့သမီးဘဝသေးစတင်တဲ့အခါအစဉ်ပြေချုံးမွေစေဖို့စီးပွားဥစ္စာတိုးပွားစေဖို့အတွက်ဆွေမျိုးမိသားတွေကငွေကြေးသို့မဟုတ်ပစ္စည်းဥစ္စာမှတည်လိုက်တဲ့သဘောတရားပါဒါပေမဲ့ဆွေပြည်သင်တို့ဇနီးမောင်နှံကတော့တာမန်နဲ့မတူပါဘူး မင်္ဂလာဆောင်ပြီလို့လာနေချီကြာမြင့်နေပြီဖြစ်တယ်လို့မကြခင်မှာရှင်သူလေးတောင်ပိုင်ဆိုင်တော့မဲ့ချိန်ရောက်နေပြီဖြစ်ပေမဲ့အခုချိန်နေမင်္ဂလာလက်ဖွဲ့တွေကရက်မသွားပဲတပည့်ပဲရောက်ရှိနေတော့မှာပဲအထူးသဖြင့်မင်္ဂလာဝဲတုံးကမတက်ရောက်ဖြစ်လိုက်တဲ့နုပညာရှင်တွေမိတ်ဆွေတွေကအင်းရောက်လာရောက်လက်ဖွဲ့နေကြတာဖြစ်ပါတယ်လက်ဖွဲ့တဲ့ပမာဏတွေကလည်းတာမန်ကနန်းတွေမဟုတ်ပဲတိမ်မောင်းတောင်းချီတက်မိုးရှိနေတာကတကယ့်ကိုအံ့ဩစရာပါပဲဥမာပြောရရင်ဟိုတလောကပဲနိုင်ငံကျော်မင်းသားကြီးပြည်တည်ဦးနဲ့အိနာကျော်စင်းတို့ဇနီးမောင်နှံကသူတို့နှစ်ယောက်တွင်ငွေကျပ်သိန်းတရာ တန်မိုးရှိတဲ့ပတ်စံပန်းစည်းကြီးကိုလာရောက်လပ်ဖွဲခဲ့ပါရယ်။ဒါကနုပညာလောကရဲ့မောင်နှမတန်ရုံးစဉ်ကိုပြသလိုက်တာပါပဲ။ဂျာရီမကားသေးပါဘူးနော်။ပရိသတ်တွေပါဇက်ဟောင်းသားဖြစ်သွားရတဲ့လက်ဖွဲတခုလည်းရှိပါသေးတယ်။အဲ့ဒါကတော့ကရမီမင်းသမီးကြီးနန္နာလိုင်းတို့ဇနီးမောင်နှံရဲ့လက်ဖွဲပါပဲ။စီဝါရေးလုပ်ငန်းရှင်ကြီးတွေပြီးပြီးလက်ဖွဲလိုက်တာကလည်းတကယ့်ကိုမှထီပါရယ်။တန်မိုးအပြင်သိန်း900ဝန်းကျင်ရှိတဲ့အဖိုးတန်ကြောင်စည်ရင်နာတွေကိုလက်ဖွဲခဲ့တာဖြစ်ပါရယ်။ဒီလောက်တန်မိုးကြီးတဲ့လက်ဆောင်ကိုရရှိခဲ့တာဟာ ဟဲဝေရနဲ့ဆွေသစင်တို့ပေါ်လူကြီးတွေကဘလောက်ထိချစ်ခင်ကြသလဲဆိုတာတက်သေးပြနေပါရင်နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေကတော့ပို့ပြီးတော့ထူးခြားပါရင်အမျိုးဖော်လို့သူမိတ်ဆွေတယောက်ကသူတို့ဇနီးမောင်နဲ့စီးပွားလက်လာပါရင်ဒီရလာတိုးတက်စေဖို့အတွက်ရှိရပြီးတော့ရွှေထည်သုံးဆောင်လေးတွေကိုလက်ဖွဲခဲ့ပြန်ပါရင်ဒါရီယာအတမန်ရွှေထည်တွေမဟုတ်ဘဲနဲ့ရှိရခင်ယုံကြည်မှုရာစီးပွားတက်စေတဲ့လက်ရွှေစေတဲ့ရွှေထည်ပစ္စည်းလေးတွေဖြစ်တယ်လို့သိရပါရင်အွေစားတဲ့ငယ်ပင်ပင်တံမိုးကတော့မျိုးလုံးပြူစရာပါပဲရွှေတဲ့ပစ္စည်းတွေရဲ့စုစုပေါင်းတံမိုးဟာလည်း ချက်သိန်း900ဝန်းကျင်ရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါရယ်စုစုပေါင်းလိုက်မယ်ဆိုရင်သူတို့ရရှိထားတဲ့လက်ဖွဲ့တန်ဖိုးဟာကုမ္ပဏီကြီးတခုတည်ထောင်လို့ရတဲ့ပမာဏအထိရှိနေပါပြီဒါအကြီးကြီးအပြင်ဟင်းဝေရနဲ့ဆွေဝေသင်းတို့ဟာနိုင်ငံကျော်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့အလျောက်လူချစ်လူခင်များတို့အမှုပညာလောကမှာလည်းလူကြီးလူကောင်းပိသားစွာနေထိုင်ကြသူတွေမို့အခုလိုမင်္ဂလာဝဲပြီးကလေးရတော်မဲချင်းနေလက်ဆောင်တွေဇက်တိုက်ကြနေတာဖြစ်ပါရယ်မကြခင်မှာမွေးဖွားလာမယ့်ရင်သေးလေးတည်းလေဒီလက်ဖွဲ့တွေကကြီးမားတဲ့ထောက်ပံ့ဖြစ်စေမှာအသေးစားပါပဲ မိဘတွေရဲ့ကံကလေးလေးရဲ့ကံကပေါင်းဆက်ပြီးသူတို့မိသားစုတွေပို့ပြီးတော့စီပင်ဝါပြောလာမဲ့သဘောပါပဲ။ကဲပရိသတ်ကြီးမင်းလာဆောင်ပြီးတာကြတာတောင်းတိမ်မောင်းတောင်းကြီးလက်ဖွဲ့တွေရနေတယ်။စွေသည်စင်တို့ဇနီးမောင်နှံရဲ့ကန်စာတာကိုကြည့်ပြီးသဘောကျမိရဲ့လား။ပရိသတ်ကြီးရောကိုမေးဆွေတွေမင်္ဂလာဆောင်ရင်ဘလို့လက်စာမျိုးတွေပေးလေးရှိလေးဆိုတာကွန်မန့်မှာမျှဝေပေးခဲ့ကြပါဦးရှင်။ ဓာတ်ပုံလေးတစ်ပုံကြောင့်တစ်ချိန်ကခင်ဆန်းဝင်းရဲ့ချစ်သူတွေဖြစ်ခဲ့လို့ထင်ကျေးပေးခံနေရတဲ့အောင်မင်းခန်၊လက်တလောရဲ့ပိုင်းမှာလူမှုကွန်ရက်ဆမီနာရဲ့ထက်မှာရေပန်းအစားဆုံးဖြစ်နေတာကတော့မင်းသားကျော်လေးအောင်မင်းခန်ရဲ့မွေးနေ့ရက်မြတ်အကြောင်းပါပဲ။ဘာလို့လဲဆိုတော့ဒီနေ့မွေးနေ့ဟာအောင်မင်းခန်အတွက်အရင်နှစ်တွေနဲ့မတူဘဲရန်ကုန်မှာထူးခြားနေလို့ပါ။အကြောင်းကတော့အမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့ဇနီးနယ် Grace Tune နဲ့သမီးလေး Arona တို့ကမြန်မာနိုင်ငံကိုအရောက်ပြန်လာခဲ့ပြီးမိသားစုစုံစုံနေတဲ့ရွှေတဂုံဖျားကြီးမှာကုသိုလ်ပြုရင်းနဲ့ဖြတ်သန်းခဲ့ကြလို့ပါပဲ။ပြည်သူတွေကလည်းသူတို့မိသားစုရဲ့ဂျီနူးစရာပုံရိပ်လေးတွေကိုကြည့်ပြီး ဝိုင်းဝန်း PD ဖြစ်နေကြတာပေါ့ဒါပေမဲ့ဇလန်ကအဲ့ဒီပျော်ရွှင်မှုပဲချမ်းမာတယ်ပြီးမတော်ပါဘူးတစ်ဖက်မှာပရိသတ်တွေကိုမျိုးလုံးပြူသားစေမယ့်အလှည့်ပြောင်းတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့နုပညာလောကရဲ့နာမည်ကျော်မိတ်ကပ်ပညာရှင်မိုင်းဆန်ခေါခင်ဆန်ဝင်းရဲ့ Facebook မိုင်းဒေးမှာတင်လိုက်တဲ့ဓာတ်ပုံတစ်ပုံကြပါပြီအဲ့ဒီဓာတ်ပုံကလည်းရှိချိန်မှာပုံမဟုတ်ဖ ೇನೆ လွန်ခဲ့တဲ့နှစ်ကာလတွေစီကအောင်မင်းခန့်ရဲ့မိုင်းဆန်တို့နှစ်ယောက်ထဲတီးတန့်ကျင်းပခဲ့တဲ့မွေးနေ့ပွဲဟောင်းတစ်ခုရဲ့မှတ်တမ်းပုံရင်းဖြစ်နေလို့ပါပဲပုံထဲမှာနှစ်ယောက်တိုင်းရင်းနှီးနှွေးထွေးစာရှိတာကိုမြင်လိုက်ရတော့ပရိသတ်တွေချားထဲမှာ ဟောဒါပါသဘောလေဆိုပြီးတော့မေကွန်းထုတ်ဆရာတွေဖြစ်လာပါတော့တယ်အားလုံးသိကြတဲ့အတိုင်းမေကပ်ခင်ဆောင်ဝင်ဆိုတာနုပညာလောကမှာဩဇာအနာကြီးမှသူတယောက်ပါ LGBT တယောက်ဖြစ်ပေမဲ့သူမရဲ့လက်ရံနဲ့စေတနာကတော့ထိတ်တန့်ပါပဲသူပြင်းတော့မင်းသားဖြစ်စေခြင်းနဲ့လူငယ်မော်ရယ်လေးတွေကိုရေတောင်မြောက်ပေးလေးရှိတဲ့မော်ရယ်မင်းသားမိခင်ကြီးနေရာမှာရှိနေသူမှာရင်းတော့ကမင်းသားကောင်းပြင်းနဲ့ပတ်သက်ပြီးတော့တရေနေမျိုးမျိုးထွက်ခဲ့ဖို့တလို့အခုအောင်မင်းခန့်တဲ့ကိစ္စကလည်းပြည်သက်တွေအတွက်စိတ်ဝင်စားစရာကောင်းစဉ်တစ်ခုဖြစ်လာပါတယ်လူတွေပြောနေကြတာကမိမရှိရင်မိကုန်မထွက်ဘူးဆိုတဲ့စကားလိုပါ ဒါမှန်ဆရာတပည့်တရောစီတက်တဲ့ဆိုရင်ခုလိုမျိုးချိန်ခါမျိုးမှာနှစ်ယောက်တည်းပုံဟောင်းကြီးကိုပြန်တင်ဖို့ခင်ရပါတယ်ဒါကြောင့်တချိန်လုံးကသူတို့နိုးချာမှာဆရာတပည့်တန်ရောစင်ထံဘုံဘုံနဲ့ဆိုင်တဲ့ချစ်သူတန်ရောစင်မျိုးရှိခဲ့လေသလားဆိုပြီးတော့အလုံးကထင်းကျေးပေးခံနေကြတာဖြစ်ပါတယ်။ဒီကိစ္စပေါ်မှာပြည်သက်တွေရဲ့အမြင်ကလည်းနှစ်ဖက်ကွဲပြားနေပါတယ်။တစ်ဖက်ကကြည့်မယ်ဆိုရင်မိုင်းဆန်းကိုတနာဆရာကောင်းတယ်လို့မြင်ကြတယ်။ကိုချင်ရတဲ့သူကိုမြေတော်မြောက်ပေးခဲ့တဲ့သူကချားတောင်ရဲ့ရင်ခွင်ထဲရောက်သွားပြီးမိသားစုဘဝနဲ့ပြောရှင်နေရကိုမြင်ရတဲ့အခါမှာကိုဘကကတော့တိတ်ကမှတ်တရားလေးတွေကိုပဲတန်းထိုင်နေတယ်၊ကြံ့ရင်ခင်းချရတယ်ဆိုပြီးတော့ကိုချင်းစာကြပါတယ်။ ဒါပေမဲ့နောက်တစ်ပတ်ကကြည့်ပြန်တော့လေဝေဖန်မှုတွေကရှိပြန်ပါတယ်။အောင်မင်းခန့်ကခုဆိုရင်အိမ်တော်တဲ့တယောက်ဖြစ်နေပြီးဇနီးတဲ့ရဲ့တမီးလေးတောင်ရောက်နေအောင်ဒီလိုအချိန်မှာထင်လဲဆရာကောင်းတဲ့ပုံဟောင်းလေးကိုပြန်ဖော်တာကသူတို့မိသားစုတရားမှုကိုထိခိုက်စေဆိုပြီးတော့ထောက်ပြချင်တာပေါ့။အတိတ်ဆိုတာအတိတ်မှာပဲကြံထားတင်ပါတယ်။လက်ရှိပြစ်ဆုံးမှာပျော်ရှင်နေတဲ့မိသားစုလေးကိုလေးစားတင်နေဆိုပြီးတော့မြင်မြင်လေးရှိရပါတယ်။အောင်မင်းခန့်ကတော့သူ့ရဲ့ဖန်ကလေး Grace 2နဲ့ဖူးဆောင်ဆုံးပြီးတော့တမီးလေး Iron နဲ့တူဘဝဟောင်းအကောင်းဆုံးတည်ဆောက်ထားပါတယ်။ မိုင်းဆိုင်ရဲ့ဒီမိုင်းလေးလေးကတော့မပြောပြချင်တဲ့ဇလန်တဘောရဲ့အမီးမော်လေးတခုလားဒါမှမဟုတ်တပည့်မောင်လေးကိုတရိညာနဲ့စေတနာတသက်ပဲလားဆိုတာကတော့ဂိုင်းကင်ရှင်နေမဲ့သိနိုင်မဲ့ကိစ္စတခုပါပဲ။ကဲပရိသတ်ကြီးတို့ရေဓာတ်ပုံလေးတပုံကြောင့်ဖြစ်ပေါ်လာတဲ့ဒီကိရက်ပေါ်မှာဘလို့သုံးသပ်မိပါလဲ။မိုင်းဆန်းနေတဲ့ဒီချိန်မှလို့ပုံမျိုးတင်တာကသိနေရလို့ထင်ပါသလား။ဒါမှမဟုတ်အချစ်ဟောင်းကိုမမေ့နိုင်တဲ့ခံစားချက်တခုပဲနားလည်ပြလိုက်ရမလား။ပရိသတ်ကြီးရဲ့မြင်လေးကိုလည်းကောမန့်မှာပွင့်လင်းဆွေးနွေးပေးကြပါအောင်ရှင်။ကြီးစွာပေးခြင်းချတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေရှင်။